nāyāra kaisā pōni nā pāi nirāi, pāi nirāi dhīrū pīyā wālē shī nā mūpāda nā shūdhā mā pōrī kāi mā နတ်ရွာသူပို့သည်တဲ့ကောင်းတဲ့သူဒီပုံပေါ်ရရောဝန္ဒနာရှင်လူရတဲ့တရားတရားကောင်းသူဒီပို့ဆောင်ပဲနောက်ဒါနတ်ရွာသူပို့သည်ဆိုနတ်ရွာလည်းမလားပါနိဗ္ဗာန်တရားဆောင်ပို့တာပါအဲ့လိုအားထုတ်တဲ့ကမ္မစီးစင်းနေတော့စီကံစင်းနေကတော့ဘယ်မှာပဲဖြစ်ရှိတာပဲဘုရားတာဒနာမှာအမှန်စီကံကြည့်တာ အိန္ဒာတက်တာစအကုဒိတက်တာစစေကံနဲ့ဇာရတောက်တာလည်းစေကံနဲ့နေရထိုင်တာလည်းစေကံနဲ့လုဒ္ဓကိုင်တာလည်းစေကံနဲ့ကောင်းတော့ဘုရားစေကံတိုင်းလိုက်နာမှကိုလုတဲ့လောကအောင်မြင်မြင်ဖြစ်မှာတခြားစေကံဖောက်တဲ့လူရောတခြားတခြားပုဂ္ဂိုလ်တွေအင်းအနောက်ဆက်နောက်ဆက်ဖြစ်တဲ့အနေတိုင်းနောက်ဆက်ဖြစ်တဲ့ဒါမျိုးတွေ မဖြစ်အောင်အများဆုံးဆောင်အောင်ပါအချိန်နဲ့ရှိတယ်အချိန်တိုင်းအချိန်မှမှအထုတ်နိုင်မှုကောင်းတယ်တရားကြောင်းဆိုပြီးတော့တရားကြောင်းမှလာနေတော့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်နေဖို့စာအုပ်တွေဟာတရားထုတ်တဲ့ပုဂ္ဂိုလ်တရားကောင်းအောင်အထုတ်တဲ့ပုဂ္ဂိုလ်မှနေနေတာပဲတော့အဲကြောင့်တော့ပေါင်းတော်နဲ့နေကြတယ် တရားနဲ့မတရားဖြစ်သွားလိမ့်မယ်။အဲစိတ်ကောင်းစင်တာကောင်းလို့နေတိုင်းမှာနေတိုင်းတဲ့သုံးလုံးတဲ့အနေထားဖြစ်မှာထို့လူရဲ့ကြောင်းဆေးပစ္စည်းလေးတို့ကြောင်းအဲကြောင်းတင်ကတင်ကဆွမ်းကြောင်းဆေးပစ္စည်းလေးပါတရားကြောင်းမှာတရားထုတ်တဲ့စာသင်လိုက်ဆိုတဲ့စာသင်တဲ့ပုဂ္ဂိုလ်တွေအတွက်ဒါနနာတော်အတွက် ဆာဘတာဘုံနေဖို့တိုင်ဖို့ဘုရားခွင့်ပြုတာအတရားကြောင့်ပါလေတရားထုတ်ဖို့ရွှေမိုးတရားထုတ်ဖို့ဆက်နေရာတိုင်းနေပေးတယ်အတရားမလုပ်လို့ကိုယ်ပဲကဝတရားမကြည့်ရင်အဲ့ဒါအပြစ်တွေပဲလို့ပြောနေတရားလည်းတို့ဥတ္တမှာမဟုတ်ကိုလိုချင်တဲ့ဘုံနေပါလေရမှာမဟုတ်ဘုံနေပါလားထားပါဦး ကောနာလေဝိပဿနာရှိသူမှာတရာတရာဖြစ်ပေါ်သည်လက်ကန်ဆွဲကပုံပေါ်မှာနတ်ရောနိဗ္ဗာန်သူပို့တယ်နတ်ရောနိဗ္ဗာန်တရားပို့ဆောင်ပေးမှာပဒနာတရားပဲဥပဒနာလို့တမဏနတ္တာဆိုတာအလုံးကြားဘူးရပါတယ်တရားအစင်းမင်းမရောက်သေးပါဘူးဥပဒနာညာလည်းပဲတရားအထုတ်ဆဲပဲရုပ်ရည်လေးပြပြီးတော့ ထုရစေကြသွားတယ်ဘုထုရစေကြသွားမှသိဘူးသူတရားသူဆက်ပြီးအထုတ်နေရပဲဘဝတည်းရောက်သွားတာဉာဏ်ဘဝနေပြီးနတ်ဘဝရောက်သွားတယ်နတ်ဖြစ်တယ်လို့သူမသိတယ်သူတရားအထုတ်ရပဲဖြစ်တယ်တရားဒီကဲအထုတ်နေအဲ့လိုဒီလိုဟိုတိတ်လည်းမငယ်ကြပါဘူးတရားလာထုတ်တဲ့ပုဂ္ဂိုလ်တွေမငယ်တော့ အစည်းကမ်းနေရှိတယ်အစည်းကမ်းလိုက်လိုက်နာအတောင်ရှိတဲ့ပုံကိုယ်တွေကပြောပြလဲနားထောင်အောင်အဲ့ဒါတောင်ရှိတဲ့အခန်းမှာရှိတယ်ချောင်းချောင်းတွေမှာရှိတယ်ထိုင်တဲ့နေရာတွေမှာလည်းဒီလိုပဲသူ့တောင်နဲ့သူပြောပေးကြတယ်အဲပြောပြင်ပြောပြတာလည်းနားထောင်အောင်မဖြစ်နေအဲ့ဒါတွေကတော့ပြောစရာဆိုစရာနားထောင်နေတာကတော့စိမက်ကမ်းမဲ့ဖြစ်နေတော့ မနေလေးဦးနဲ့တူတယ်အများကြီးကမြင်လာတဲ့အနေမျိုးဆိုမကောင်းဘာပဲလုပ်လို့ပေါ့လို့ဆိုတာကိုယ်ကအကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးအကြည့်သွေးကိုပေါ်ပြတာဖြစ်ရမှာဟန်ကြောင့်ပေါ့ကောင်မဟုတ်ကောင်းအကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးအကြည့်သွေးကိုပေါ်ပြတာပဲအဲဒီပေါ်ပြတဲ့နေရာမှာအမှန်တန်လို့ရနော် ရှင်အများကျရက်ဒီဘောကခဏခဏဆိုခဲ့ရလေမရွယ်မစောင်းကိုလမ်းကြောင်းစိတ်ကောင်းနေရှင်ရှေးရှုနေလို့ဆိုတဲ့ကိုလိုမဲ့လောက်ကတော့ကောင်းကကောင်းကြောင်းမသူမကောင်းတယ်တော့မတတ်နိုင်တတ်နိုင်တယ်မြတ်ပြုတ်တရားမှာတော့တောင်ရှိတဲ့ပုဂ္ဂိုလ်တွေမှာအလုံးပေါ့တောင်ရှိလို့တောင်တိလို့ပြောပဲဆိုပဲတောင်လဲ ခံယူနားထောင်ရမယ့်ပုဂ္ဂိုလ်တွေကတော့တရားတရားအလားအထုတဲ့ယောဂီတွေပဲယောဂီတွေကဘုရားတမန်ထားတယ်ကောင်းအထုတ်ရင်သူရက်စီအောင်ထားတယ်ပို့ကောင်းအောင်အမထုတ်လည်းအမထုတ်တဲ့အရာသူတို့ကချိန်ကပ်တက်ပြီးတော့ထားပါတယ်အလိုနေရာတိုင်းမှာစနေတရားစီကံတရားစားတဲ့နေရာသွားတဲ့နေရာနေအဲ မှာကစိကံကြပုံလေးလည်းကုသဘောကန္တာကိုဆရာရဲ့အစိုးမစိကံဆယ်ချက်ပါတယ်အဲ့ဒီနေရာစိကံဆယ်ချက်ကဘောကန္တာဆရာတော်စိတ်ကောင်းရှိဖို့ကပထမအင်းဝိနည်းလေးသာဖို့ကဒုတိယအင်းကျမ်းမာဖို့ကတတိယတန်ရှင်းဖို့ကသရုပ်ထအဝါစားတက်ဖို့ကပင်စမအနေထိုင်တက်ဖို့ကသတ္တမပြောဆိုတက်ဖို့ကတတ္တမ အသွာလာတတ်ဖို့ကအထမစည်းကမ်းလိုက်နာဖို့ကနဝမစာတတ်ဖို့ကတတ်သမောလူလူရှင်းနေကြနေနဲ့ဖတ်လာဘာကြောင့်ဤစေချက်ကိုချမှတ်ထားသည်နည်းကျောင်းသားဘုရားကရေးတယ်ဆိုတာမသိခဲ့ပါ နောက်တွင်ဆရာတော်ကြီးတော်ကျမ်းစာများကိုဖတ်ရှုမိကမှစေကောင်းထားဖို့ကအထူးကပထမချက်ဖြစ်ကြောင်းနားလည်ရပါသည်ဆရာတော်ရှင်စနကပြီးဝန်သားက စိတ်ကောင်းရှိဖို့ကပထမချက်ကိုလေးနဲ့ဆိုတာရှင်းပြတတ်ကြောင်းတွေ့ရသည်ဤကြောင်းတိုင်းမှာနေလို့ရင်အကြီးကအငယ်ကိုနှိမ်အငယ်ကအကြီးကိုမယိုသေးတဲ့စိတ်မျိုးခုတက်သားသူကိုမနာလိုတဲ့အိတ်သားစိတ်ဉာဏ်ဝရိယကောင်းသူတို့ကိုတိုးတက်မှဆိုရင်တဲ့မေစရိယစိတ်အလွန်ထင်ရှားတည်တာတဲ့တဏှာယာကစိတ်ဂုံနဲ့လောဘကိုအလွန်လိုလားတဲ့လောဘစိတ်ပြင်းထန်တဲ့ဒေါသစိတ်မာမာနစိတ် စားတဲ့စေမျိုးမဖြစ်စေပဲဆရာပီပီတပည့်ပီပီရိုသေလေးစားတဲ့မြေတားစိတ်မကျမ်းမာကူကိုသနာတဲ့ဘယူနာစိတ်သီရဝတိညာတက်ပြီးလက်တော်ပြီကိုဝမ်းမြောက်တဲ့မူရိတာစိတ်ဆရာဝေယောင်းစကိုစိတ်ပါလက်ပါပြုလိုတဲ့စိတ်ရာဟရားကောင်းတဲ့စိတ်ကျော်ပြောင်းမှုနိုင်တဲ့စိတ်အပယ်လေးပါးကြောက်တဲ့စိတ်မဘုံနိဗ္ဗာန်ကိုလိုလားတဲ့စိတ်စားတဲ့စိတ်မျိုးတွေရှိရမယ်